တယ်မဟုတ်လားဖရဲဒါလေးတစ်လုံးနဲ့မေးတယ်ဗျအဲ့ဒါလေးတစ်လုံးနဲ့သူတရားသိတဲ့အကြောင်းပြန်ပြောတဲ့စကားじゃနော်ဖရဲကတော့အရှိကြီးဟောနေတဲ့ရောတော့ပါဟောရအရှိကြီးဟောရအရှိကြီးအမျိုးမျိုးပြပြီးဟောနေတာဟောချက်ကိုနားလေတဲ့အခါကျတော့နားလေတာလေးကတစ်လုံးနဲ့ပြောတယ်ရံကိန်းသီသမှုတရားဓမ္မတပ္ပတံဏိရောဓဓမ္မလို့ဟောဒါကလေးပြန်ပြောတယ်ဖရဲအဲ့ဒါလေးကြားလိုက်ရတဲ့ဈေးမဲ့အဲ့လိုပြောတဲ့သူကအရှင်ကုန်ညပထမဆုံးပြောတာ ပထမဆုံးရှင်ကိုနေညာတီးလို့အဲ့လိုပြောတဲ့အခါကျတော့ပညာတိဝတ္တဘောကိုတင်ညောသူပြပြန်ပြောတယ်အာငါရှိသူကိုတင်ညာကြီးတော့တရားတည်သွားပြီကွာလို့ဒီလိုမျိုးပြန်ပြောတာဗျာဘုရားလည်းပြန်ပြောတယ်ဘုရားဒီလိုပြန်ပြီးတော့ချင်းမြောက်တဲ့စကားနဲ့ပြောလိုက်တဲ့ဇင်မဲ့ရှင်ကိုတင်ညာသိဝန္တာသွားပြီသိဝန္တာသွားတဲ့အတွက်သူဘာလုပ်လဲဆိုတော့အေးငါတော့ဖြစ်ဘုရားကြီးကိုတရားကျင့်တော်မှာပဲဘုရားကြီးနိခံပြီတရားကျင့်တော်မှာပဲ ။နောက်ဒီတရားရဲ့ဝန်တာအပြည့်အစုံကိုငါဝန်တန်းလုပ်တော့မယ်။တရားဝန်တန်းလုပ်တော့မယ်။အဲ့တော့တရားကိုငါကိုယ်တိုင်လည်းပဲကြီးကပ်မယ်။ဝန်တန်းဖြစ်နေလည်းပဲငါကြီးကပ်မယ်။ကြီးကပ်မှုနှမျိုးနဲ့ငါကြီးကပ်မယ်။အဲ့ဒါကြောင့်မလို့ဘုရားကြီးကငါအဲ့ဒါကိုရှောက်မယ်ဆိုပြီးတော့သူကနေရှောက်တော့တာလဗိယသန္တိဘဂဝတော်တန်တိကိပါပိဇံလဗိယဥပသံပဒံလို့ဟောတယ်လို့ပြောလို့ရှောက်တယ် ဟာအရှင်ဘုရားအရှင်ဘုရားထံမှာတူပြီးတော့တရားကျင့်မရသေးဘုရားအရှင်ဘုရားထံမှာတူပြီးတော့တရားကိုအပြည့်စုံထမ်းရတဲ့သူတယောက်ဖြစ်မရသေးလို့အဲဒီလိုပြောပြောတဲ့အခါကျအေးဘိက္ခုသက္ကတော်ဓမ္မစရမြမစရိယံတမဒုက္ခတာအန္တကိရိယာယာလို့ဘုရားပြန်ပြောတယ်အေးကွာလေလက်ခံတယ်ဟာဆိုတဲ့သဘောမျိုးပေါ့လေအဲ့ဒါကိုပြန်ပြောလိုက်တဲ့အခါကျ तू ကဘုရားရဲ့တပည့်ဖြစ်သွားတယ်ရဟန်းဖြစ်သွားတာလို့ပြောရမှာပေါ့ဗျာ အဲ့ဒါလိုဘုရားရဲ့တပည့်ဖြစ်သွားတဲ့ခါကျနောက်တနေ့ကျနောက်တစ်ပတ်နောက်တနေ့ကျနောက်တစ်ပတ်နဲ့ငါးရောက်ကိုငါးရက်ဟောလိုက်တာငါးရက်မြောက်နေကြတော့ငါးရောက်လုံးသောတာပန်ဖြစ်ဖြစ်သွားတရားနားလည်သွားပြီတရားနားလည်သွားပြီမဲ့ဒီတရားကတော့ကျင့်ရအောင်ပါနော်ကျင့်ရအောင်ပါဖြစ်တဲ့အတွက်ဘဂဝါတော်တဏိကေပပိဇံဆိုတဲ့အခါလေဘုရားထံမှာတပည့်တော်တရားကျင့်မရသေးလို့ဆိုတယ်တရားတော့သိသွားတယ်သောတာပန်ဖြစ်သွားတယ်မကျင့်ရသေးဘူးသူတို့ကလား အဲ့လိုနဲ့တကကျင့်ယုံနေကျင့်မာလာကျင့်ပြီးတော့နောက်ထပ်ဘာမှမလုပ်ကျင်တော့ဘူးလားလို့ပြောလေဝိယဥပတံပနံတံပနံဆိုပြီးတော့တပည့်တော်တို့အပြည့်စုံကျင့်ရတဲ့သူတယောက်လည်းဖြစ်ကျင်တယ်ဗျာဥပတကာတော့တပည့်တော်တို့မဖြစ်ကျင်ဘူးတဲ့ဥပတကာတို့ဥပတကီတို့ဆိုတဲ့အရာတရားကိုကိုယ့်အတွက်ချင်းတတ်ကိုရဖို့အတွက်တရားကိုချင်းတတ်ယဟန်လို့ဆိုတဲ့သူကတော့ကိုရဖို့အတွက်လည်းချင်းတတ်သူများတွေသိအောင်ပြောဖို့အတွက်လည်းချင်းတတ်ဩအဲ့ဒါကိုဥပတံပါဏလို့သူတို့ပြောတယ်ယဟန်လို့ခေါ်တာပေါ့ဗျာ yandule zikago fyale tegala ubata banalo wakiore vita ki elu ne drude rila chautaja eli temate ka bode na tuta biayi so so ne kajira drude lewe chauta bilo yani chiko ya fya ma tabare mwodo tu nao ka nebi yanga yao yala tu tanga kwe wakwole tu abau ne na u yala na u yala bi nao tu eli migra toma we elu vese bi nilaida nao te yao yala dire nao te yao yala ဗာရဏသီမြို့နဲ့သူတို့တော့၈မိုင်လောက်ဝေးတယ်လို့သိရတယ်၆မိုင်လောက်ဆိုလား၈မိုင်လောက်ဆိုလားအဲ့ဒီမြို့ကတထေသားတယောက်ကစိတ်ကျက်လက်ကျက်နဲ့ဘုရားရဲ့ဒီခုနကဓမ္မဆက်ကိုဟောကြားတဲ့လို့ပြောတာငါလည်းကြားနေတာကတစ်ချက်သူ့အိမ်မှာလည်းပဲသူ့သားတွေသူ့မယားတွေနဲ့သူကလည်းညီငွေစိတ်ကျက်ပြီးနေတော့အဲ့ဒါညာကြီးမင်းကြီးထွက်ကြလာမောင်မင်းကြီးသားရတာဆိုတထေသားအဲ့ဒါကလည်းပဲဒီလိုရှိတယ်လို့ပြောတယ်ဗျချမ်းသာတယ်လို့ကလည်းသိချမ်းသာသွားလို့ရှိရင် သူဘာမှကိုလည်းလုံးကြမရှိတော့ဘာမှလည်းခံစားကြရမရှိတော့ဘူးလေသူခံစားရတဲ့ညတွေကလည်းအကောင်းနေကြီးဖြစ်နေတဲ့အတွက်အကောင်းကလည်းကုန်သွားပြီဆရာသားအကောင်းကုန်သွားပြီလို့ဆိုတဲ့အခါကျတော့အဲ့ဒါတွေလည်းသူမလိုချင်တော့ဘူးလေအဲ့လိုမလိုချင်တော့တဲ့အခါကျတော့နောက်ထပ်အစ်စ်တစ်ခုပဲသူလိုချင်တယ်လေအဲ့လိုလိုချင်တော့ तू ကနေပြီးတော့အဲ့လိုပဲဗုဒ္ဓကြီးကို तू ပြေးလာတော့တာပေါ့ပြေးလာပြီ तू ကနေပြီးတော့ဘုန်းကြီးလို့ဘုရားကြီးမှာတရားနာတရားနာပြီးဒီကားလည်းဘုန်းကြီးလို့ ဒါနဲ့သူမိဘအနေလိုက်ကြတော့သူအဲ့တော့မှတွေ့သူမိဘတွေတရားဟောလိုက်တဲ့အခါကျသူမိဘတွေကလည်းတရားရသူမိဘတွေကတော့ဘုန်းကြီးမလို့ဘူးဥပဒကဥပဒကြီးလောက်ကြအဲ့ဒီလိုပဲကျန်တဲ့ရတာရဲ့တငယ်ချင်းတွေကလည်းပဲဟာရတာတော့ဘုန်းကြီးလောက်ရင်တော့ကွာပေါ့သူ့လောက်ချမ်းသာတဲ့သူကဘုန်းကြီးလောက်မှတော့တို့လောက်ပဲချမ်းသာတဲ့သူကတော့သူ့ချီပြားလောက်ပဲရှိတာပဲဘုန်းကြီးလောက်တာပိုကောင်းလို့တာသူဘုန်းကြီးလောက်တာဖြစ်လိမ့်မယ် တို့ရဲ့ကျမ်းသာတဲ့လူကတော့ဘုန်းကြီးလုံမှာတော့တို့လောက်လူကတော့ဘာလို့ဒါပါလူလုံနေကိုကောင်းမှာလဲတို့လည်းဘုန်းကြီးလုံမယ်ဆိုဟိုလူကဘုန်းကြီးလုံဒီလူကဘုန်းကြီးလုံနဲ့ဗာရဏတရားလူရဲ့အကြောင်းဘုန်းကြီးလုံကိုညတာပေါ့ဗျာအဲ့ဒီလိုလုံကြတော့တင်းကျုလို့ဒီတော်ဘုန်းလာပြရောက်တဲ့အခါကျဘုန်းကြီး60ရပြီသူပြတယ်အဲ့လိုဘုန်းကြီး60ရတဲ့အခါမှာမှဘာလို့တလဲလို့ဆိုတဲ့အခါကျဗျာကဲတရေဝါလာကျုပ်ပြီးတို့မိုးခိုးနေတာဂုံပြီး သာသနာပြုဖက်ကြရအောင်ဆိုတော့သူမိန်ကုန်းတစ်ခုပြောလိုက်တယ်သရထဘိခွေသာရိကံဆိုပြီးတော့တခါတယ်ကဲသွားကြကွာခยีဆိုပြီးတော့ပြောတယ်ဘာလို့ခုခยีသွားမှာလို့ဆိုရင်ဓမ္မန္တိသေထတရားတွေဟောကြလို့သူပြောတယ်ဘာလို့ခုတရားတွေဟောမှာလို့ဆိုတဲ့အခါကျတော့ဘဟုဇနာဟိတယဘဟုဇနာဒုက္ခယလောကာနုကမ္ပါယဆိုတော့လူတွေအကျိုးများဖို့လူတွေစီးပွားဖြစ်ဖို့လောကကြီးကိုစောင့်ကြောက်ဖို့တဲ့ အဲ့ဒါအတွက်ဘာလို့တို့တရားဟောကြတရားဟောဖို့အတွက်ဘာလို့သွားကြခီးတဲ့ဘယ်လိုခီးသွားမှာလဲဆိုရင်တလန်းမှာနှစ်ပါးမသွားကြနဲ့တဲ့တပါးတလန်းသွားကြတဲ့ဖြန့်လိုက်တာခါလေအပား60ခဲအပား60ဖြန့်လိုက်တဲ့အခါကျတော့လမ်း60ဖြစ်သွားပြီဗောဗျာဒါဆိုရင်တော့သာသနာပြုခီးကတော့အတော်ကြီးကိုတွင်ကျဲသွားပြီလို့ပြောကြတော့မင်းတို့ကအဲ့လိုမျိုးလို့သာသနာပြုလွတ်တယ်လို့ငါကိုယ်တိုင်လည်းသွားပါဆိုပြီးတော့သူကလည်းပဲတခါတည်းဥရုဝေလာပဲထွက်လာခဲ့ဗျာ ထွက်လာခဲ့ပြီးတော့ဥလိုဥလိုဝေလာကသခါတစ်ခုကိုဝင်ပြီးတခါလာသူတဲခိုးနေတယ်။အဲ့လိုတဲခိုးနေတော့မှပဲအဲ့ဒီသခါပုဂ္ဂိုလ်ကိုသူတရားဟောတယ်။ဟောရင်ဟောရင်နဲ့နောက်ဆုံးမိတော့အဲ့ဒီသခါရဲ့အကြီးကဲဖြစ်တဲ့ပုဂ္ဂိုလ်ကသဘောကျသွားပြီးတော့သူ့ဒီမှာရမ်းပြီ။ကျန်တဲ့အငယ်ငယ်တွေကလည်းပဲကဲမင်းတို့တော့နာပြုတ်တယ်လို့ပြုတ်ကျင်လဲပြုတ်ပြုတ်ကျင်မှလည်းမင်းတို့သိတယ်မင်းတို့ပြုတ်ကြ။နာတော့ပြုတ်ရမယ်လို့အကြီးကပြောတဲ့အခါကျအကြီးတော်ပြုတ်မှာတော့ကျွန်တော်တို့လည်းလိုက်ပြီးပြုတ်မှာပေါ့ဆိုပြီးတော့အမေရီကလည်းလိုက်ပြုတ်ကြ အဲ့လိုသူစကန်းရဲ့အောင်နာမှာသူစကန်းအပုံလုံးရမ်းဖြစ်သွားတဲ့အခါကျသူစကန်းရဲ့အောင်နာမှာရှိနေတဲ့သူညီစကန်းနှစ်ခုရှိတယ်။သူညီစကန်းနှစ်ခုကလူတွေကလည်းပဲတခါတည်းသူတော်စင်တွေကလည်းပဲသူ့အကူဒီကိုရောက်လာရောက်လာပြီးသူတို့ကိုတောင်လောက်မှာတော့ဒူလည်းလောက်မှာပဲဆိုပြီးအကုန်လုံးလောက်ကြသူ့သူ့ပေါင်းရဟန်းတစ်ထောင်ရသွားတယ်။ဒိဋ္ဌကဗုဒ္ဓတပါးတည်းကနေပြီးတော့ပြုလိုက်။အဲ့ဒီရဟန်းတစ်ထောင်လည်းရသွားရောဘာလို့လဲဆိုတော့သူရာဇကြီးကိုဝင်တော့တာညာအဲ့ဒီကြမှာတောကိုနေရာနေပြီးတော့မြို့ ချင်းတော်တာလို့သူပြောတာပေါ့အဲ့လိုမြို့ချင်းတဲ့အခါကျတော့မြို့ကလူတွေကနေပြီးတခါလာသူ့ကိုပူဇော်ကြပါတာကြအဲလုံတော့တာပေါ့ဗျာအစတုန်းကတော့ဗုဒ္ဓကပဲဥရဝေလကတ္တပရိရဲ့ဒါတပည့်လားဥရဝေလကတ္တပရိကပဲဗုဒ္ဓရဲ့တပည့်လားနဲ့ဝေဝါကြတယ်တဲ့နောက်ကြတော့အကြီးအကဲဖြစ်တဲ့ကတ္တပရိညီတော်တို့ရဲ့အကြီးအကဲဖြစ်တဲ့အကူကြီးလုပ်တဲ့သူကနေပြီးတော့ကျွန်ုပ်သာလင်း ဗုဒ္ဓရဲ့တပည့်ဖြစ်ပါတယ်ဗုဒ္ဓဟာအကျွန်ုပ်ရဲ့ဆရာဖြစ်ပါတယ်လို့တခါလည်းလက်ဥကြီးပြီးကလာပိဋကခိကတည်ပြီးတော့ကြောက်ထားပြလိုက်တဲ့အခါကျတော့လူတွေရှင်းသွားတယ်တဲ့အဲဒီလိုနဲ့ကျုပ်တို့ဘုရားကတခါတည်းသာသနာပြုပြီးလာလိုက်တာယဟန်နေတပါးပြီးတို့တပါးတို့တပါးပြီးတပါးတို့တခါတော့မှလည်းတယောက်ပြီးတယောက်ကျွတ်နေလူတွေတော်များများကျွတ်ကြအတော်များများကျွတ်ကြတယ်လို့သာပြောရမယ်နော်အားလုံးကျွတ်ကြတယ်လို့တော့မပြောရဘူးဘာဖြစ်လို့လဲလို့ဆိုလို့ရှိရင်ဘုရားကပြောခဲ့တယ် အတော်များများကျွတ်တယ်လို့ဆိုတဲ့အခါလည်းပဲကျွတ်လို့ဒီနေရာနေပြီးပြောလို့အတော်များများလို့ပြောရမယ်။သူကတော့ဘယ်လိုပြောလဲဆိုတော့ကြီးကြီးပေါ်ကကြီးကြီးကလေးနဲ့နဲ့လက်သေးဖြားပေါ်ကိုတင်လိုက်တန်းတယ်။လက်သေးဖြားပေါ်မှာတင်နေတဲ့ကြီးကြီးနဲ့ကြီးကြီးပေါ်ကကြီးကြီးဘယ်သူများတယ်လို့မင်းတို့ထင်ကြမလဲ။အာမြေကြီးဘွားမြေကြီးကလက်သေးပြားဘွားမြေကြီးတဲ့အသာပေါင်းများစွာမရင်မတွက်နိုင်အောင်များတာဗောလက်သေးပြားဘွားမြေကြီးကဘာများလို့လဲလို့ဆိုတော့ဘယ်လိုမျိုးလို့ပြန်ကြောက် အေးငါသာသနာကိုယုံကြည်ကြတဲ့သူကလက်သေးပေါ်အပြည့်ကြီးလောက်ရှိတာလို့ဘုရားနှောင်းနဲ့တွတ်တွတ်ရုပ်ပြီးပြောခဲ့တဲ့တကကျလို့ကတွေ့တယ်။အဲ့တော့ဘုရားလက်ထက်ကလည်းဘုရားသာသနာပြုရတယ်လားဆိုတာလက်သေးပြားပေါ်အပြည့်မုံလောက်ပဲရှိတာလို့အဲ့လိုမျိုးလို့နားလည်ပေးရမယ်ဗျာဒါ။အဲ့တော့အောင်မြင်လာတာမဟုတ်ဘူးလို့ပြောရမှာပေါ့ဗျာ။ဒါပေမဲ့ရာဇယုတ်ကြီးကြီးဂရေဝေါများစွာလူတွေကျုပ်ကုန်ကြပြီလို့တောင်ပေါင်းများစွာတောင်ပေါင်းများစွာလူတွေကျုပ်ကုန်ကြပြီလို့ဆိုတဲ့အားတွေကတော့ပြောစမှတ်နေဖြစ်နေပြောနေကြတာကတော့အများကြီးပါဗျာ။ ဒီလိုဖြစ်နေတဲ့ဘုရားရဲ့ပြောစကားကိုတော့လွန်ပြစ်လိုက်လို့မကောင်းဘူးဘုရားရဲ့ပြောစကားကတော့သူ့သာသနာကိုယုံကြည်တဲ့လူကလက်သေးချဘောကမြေလောက်ပဲရှိတယ်မြေကြီးကြီးနဲ့လက်သေးချဘောကမြေခြားနာတလောက်သူ့သာသနာယုံကြည်တဲ့သူနဲ့မယုံကြည်တဲ့သူရဲ့ခြားနာချက်ကအဲ့လောက်ရှိတယ်လို့သူကပြောခဲ့တယ်အဲ့ဒါကိုပဲသူကနောက်ဆုံးပိတ်တော့၄၅နှစ်ကြာကိုနေရာကြီးနေရာကြီးတတော်တော်ကြွပြီးတကလာရံပိဋကလူပိဋကသူ့ယုံကြည်တဲ့သူတွေကိုဟောပြောချွတ်ချေးပြီးတော့နေလိုက်တာ၄၅နှစ်ကြာတယ် ့45နှစ်ကြာတဲ့အခါကျတော့နောက်ဆုံးပိတ်ပရိနိဗ္ဗာန်ဇံတော့ပရိနိဗ္ဗာန်ဇံတော့မယ်လို့ဆိုတော့ပရိနိဗ္ဗာန်မဆိုင်ခင်45နှစ်ကြာလာပါလို့ရောက်တဲ့နေရာမှာဟောဒီကံတရားလေးကြီးတွေဟောတာဟောဒီကံတရားလေးကြီးတွေဟောတဲ့အခါမှာဒီကံတရားကိုပုံစံမျိုးမျိုးနဲ့ဟောတာအကြောင်းကတော့တရားဓမ္မပြောတဲ့အခါမှာမှသိရမှာပေါ့ဗျာအဲ့ဒါတွေကိုဟောရင်းနဲ့ရဟန်းတွေကိုဆိုရင်လည်းမင်းတို့မမေ့ကြနဲ့ဒါပဲပြောတယ်ဒီကံတရားတွေကိုမင်းတို့မမေ့ကြနဲ့နောက်ဆုံးမိတ်သူတည်တော့လွန်တော်မူတော့ လွတ်တော်မူတော့မလို့တခါတနောက်ဆုံးပိတ်လဲလျောင်းတဲ့ညောင်ဆောင်ကိုရောက်လို့တခြားမာစရာစကားတွေပြောစရာစကားတွေကိုပြောပြီးနေလိုက်တာတခါတလေးငါးနီးလောက်ရောက်သွားပြီဒါသေးပဲညပေါ့ဗျာလင်းငါးနီးလောက်ရောက်သွားလို့ကဲအကုန်လုံးပြောပြီးလို့အကုန်လုံးတွေ့ပြီးသွားတဲ့အခါကျတော့သူအမှားစကားကလေးတခုနောက်ဆုံးပိတ်စကားအဖြစ်နဲ့ပြောခဲ့တယ်ဟာဒါဒါနီးပိတ်ခွေ